အာဒီနေ့ပွဲလေးကတော့ဒါဒုတိယအကြိမ်မြောက် Maxi Young ကြီးနဲ့ကျွန်တော်တို့ကူပေါင်းပြီးတော့ပြုလုပ်တဲ့ကျမရဲ့ခမဲ့ဆင်းပြီးပွဲလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Lunar ရဲ့ Warrior ကိုလည်းဖျောက်ပေးစေခြင်းနဲ့အဲပြီးတော့ကျွန်တော်တို့တကယ်ဟိုပြည်တွင်းပဲဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်စေးသွားကူတဲ့အချိန်မှာလည်းကျွန်တော်တို့ Lunar ကို confident ရှိရှိနဲ့ကျွန်တော်တို့ဟိုကူစေခြင်းနဲ့ပေါ့နော်ဟုတ်အဲ့တော့အဲ့အကြောင်းလေးတွေကိုပဲကျွန်တော်အဓိကထားပြီးတော့အဲဆွေးနွေးဖြစ်ပါတယ်အာဒီ one stop service ဆရာဝန်တွေကိုရိုင်းဦးစီးပြီးတော့အကြံဉာဏ်ပေးဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်။ဒီဆောင်ရွက်မှုတွေဝန်ဆောင်မှုတွေအားလုံးကတော့အခမဲ့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဗာလေးပဲသိချင်သိချင် င်ねကျမကြီးအတွက်ဆိုလို့ရှိရင် probability.com ကိုပထမအဦးဆုံးသတိရပြီးဖို့အတွက်လွှတ်ကြချင်ပါတယ် ဒီနေ့ပွဲလေးကတော့ဒါဒုတိယအကြိမ်မြောက် Maxi Young ကြီးနဲ့ကျွန်တော်ကူပေါင်းပြီးတော့ပြုလုပ်တဲ့အဲကျွန်မရဲ့အခမဲ့ဆင်းပြီးပွဲလေးပဲဖြစ်ပါတယ်။ဒီနေ့ပွဲလေးမှာဆိုလို့ရှိရင်တော့ Maxi Young ကြီးရဲ့ဒီအုံနောက်နေအောင်ကျော်ခွဲစိတ်ဒုက္ခဆောင်ဝင်ကြီးဖြစ်တဲ့ Dr. Dalji Sin နဲ့ဆင်းတဲ့ကြောက်ကပိုင်းဆိုင်ရာခွဲစိတ်ဒုက္ခဆောင်ဝင်ကြီး Dr. PP Sin တို့ကလာရောက်ပြီးတော့အခမဲ့ဆင်းပြီးပေးတာပဲဖြစ်ပါတယ်။ အဓိကတော့ဟိုဘယ်လိုအကြောင်းရလဲဆိုတော့လူနာတွေအတွက်ပဲပေါ့နော်အဲကျွန်တော်ဒီမှာဆိုရင်လူနာတွေကယောဂတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့ကုရမလဲဘယ်သူနဲ့ကုတင်လဲဘယ်မှာကုတင်လဲအများကြီးပဲပေါ့နော်သူတို့မှာတွေးစရာတွေစိတ်ပူစရာတွေအများကြီးရှိရပေါ့အဲတော့ကျွန်တော် တို့ကလူနာတွေရဲ့ worry ကိုလည်းဖျောက်ပေးစေချင်တယ်အဲပြီးတော့ကျွန်တော်တို့တကယ်ဟိုပြည်တွင်းပဲဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်စေးသွားကုတဲ့အချိန်မှာလည်းကျွန်တော်တို့လူနာတွေကို confident ရှိရှိနဲ့ကျွန်တော်တို့ဟိုကုစေချင်တယ်ပေါ့နော်ဟုတ်အဲတော့အဲ့ဒီအကြောင်းလေးတွေကိုပဲကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီပောက်ထွက်ပြီးကုသရအောင်မယ်ဆိုလို့ရှိရင်လူနိုင်အနေနဲ့အရန်စိုးရင်ကြရတဲ့အရာရှိရပါတော့ကျွန်တော်ဒီ travel vision တော့ပုံမှန်လေအဲလူနိုင်အမေးအများဆုံးမေးဖို့ဒီပေါ့နော်အကုန်ကြစိတ်ကဘယ်လောက်ကြောက်မလဲအခုရောက်လို့ရှိရင်အာစကားပြန်ဘယ်သူပြန်မေးမှလဲအဲဘယ်လိုသွားရမှလဲဘယ်မှာတက်ရမှလဲအများကြီးပဲလူနိုင်စိတ်တည်ဝေးရာရှိရပါတော့အဲကျွန်တော်ဒီ travel vision အနေနဲ့ပြောချင်တာတော့အဲဟိုကျွန်တော်တို့ကနေစီစဉ်ပေးတဲ့အားတော့လူနိုင်ဘက်ကို one stop service ပေါ့နော်ကျွန်တော်ကျမ်းမိုက်ခီးနေအစအနေကျွန်တော်အဆုံးခီးပေါ့ဒီ အဲစသွားတဲ့အချိန်ကနေယောဂကုသမှုခံပြီးပြန်ရောက်လာတဲ့အချိန်ကိုကျွန်တော်တို့အစားဆုံးတာဝန်ယူပြီးတော့ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်ဘာမှစိတ်ကူးစရာမလိုပါဘူးပေါ့နော်အဲကျွန်တော်တို့ပြည်ချင်းတက္ကသိုလ်မှာဆိုလို့ရှိရင်လူနာတွေယောဂတစ်ခုခုခံစားရပြီဆိုလို့ရှိရင်ဘယ်ကစပြီးတော့ကုသရမလဲဆိုတာကိုမသိပဲနဲ့လမ်းပြောင်းနေမှုတွေယောဂဝိညာဉ်ခံစားရတဲ့အခါမှာဘယ်သူကငါရဲ့ဒီကျန်းမာရေးဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးမှလဲငါရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်သူကိုသွားပြီးတော့ဆွေးနွေးတိုင်နေရမှာလဲဆိုပြီးတော့လမ်းပြောင်းနေမှုတွေအားလုံးကိုကျွန်တော်တို့ travel patient.com မှာတာဝန်ယူပြီးတော့ဖြည့် ဖြောက်ပေးသွားဖို့အတွက်အစဉ်သိရှိနေပါတယ်။ဒါကြောင့်မလို့ကျမရင်လည်းပတ်သက်ပြီးတော့ဗာလေးပဲသိချင်သိချင်ကျမရင်အတွက်ဆိုလို့ရှိရင် Probability.com ကိုပထမအဦးဆုံးသတိရပြီးဖို့အတွက်လွှတ်ကြချင်ပါတယ်။ဖေးစစ်တမိုင်းအားလုံး အဲကျမတို့ဒီ medical tourism ပေါ့နော် travel patient.com ကဒါပေမဲ့တခြား medical tourism တွေနဲ့မတူညီတဲ့ unique point လေးကျမတို့မှာရှိရပေါ့နော်အပုံမှန် medical tourism မျိုးဆိုလို့ရှိရင်ဒါပြပမှာတောက်ပြီးတော့ဈေးကူတာလို့ရဲလူနာတွေအတွက်ကိုပဲ service တွေပေးနေရမျိုးတွေရှိတယ်ကျမတို့ကကြတော့အာဒီပြည်တွင်းမှာပဲကူတာမှုခံယူလို့ရဲလူနာတွေပြည်တွင်း budget နဲ့ kait ညီပြီးတော့ပြည်တွင်းမှာပဲတခြားလေးဈေးကူတာရှင်တဲ့လူနာတွေအတွက်ကိုလည်းကျမတို့ကတခြားလေးအာဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးဆွေးနွေးပေးနေရပဲဖြစ်ပါတယ်အနိုင်ငံသားမှာတောက်ပြီးတော့ကူတာလို့ရဲလူနာတွေအတွက်ဆိုလို့ရှိရင်လည်းကျမတို့အနေနဲ့ဖန်ကောက်မှာဆိုလို့ရှိရင်ဈေးရုံပေါင်း15ရုံကျော်နဲ့ ချိတ်ဆက်ထားပြီးတော့အိန္ဒိယမှာဆိုလို့ရှိရင်လည်း maxion ကြီးပေါင်ဝင်ခြားစည်းုံနေလည်းကျွန်တော်တို့ချိတ်ဆက်ထားပါတယ်ဒါကြောင့်မို့လို့အဲထိုင်းမှာပဲဖြစ်ဖြစ်အာဒီအိန္ဒိယမှာပဲဖြစ်ဖြစ်တွားပြီးတော့ဆေးကုသလိုတဲ့လူနာတွေအတွက်ကောပြည်ရင်းမှာပဲရှိတဲ့ဒီစည်းုံကြီးတွေပေါ့နော်နိုင်ငံကအစ်မီပြည်ရင်းစည်းုံနေနဲ့ချိတ်ဆက်ပြီးတော့ကုသလိုတဲ့လူနာတွေအတွက်ကောကျွန်တော်တို့ကအဲကျမရေဝန်ဆောင်မှုတွေအခမဲ့ပေးနေရပဲဖြစ်ပါတယ်အာဒီ hotel booking ပြုလုပ်တာကအစပေါ့နော်လေးလည်းမှတ်ဝေးရကအစ hotel ဆိုလို့ရှိရင်လည်းစည်းုံကြီးနားမှာဘယ်လိုမျိုး hotel လေးအနည်းဆုံးဖြစ်မလဲဆိုတော့အကြံဉာဏ်ပေးနေရတာအစပေါ့နောက်ပြီးတော့ကျမရေနဲ့ပတ်သက်တဲ့ဒီ basic ုံစိတ်ကမ်းမှာ ာဘယ်ရောက best specialty ကိုတော့ရောက်ပြီးတော့ကုသတင့်လဲဆိုတော့အချက်တွေကိုလည်းဆရာမတို့ကမဆောင်ဝင်နေကိုရိုင်းတခြားလေးအကြံပေးပြီးတော့ဆွေးနွေးပေးနေရပဲဖြစ်ပါတယ်။အဲလူနာရီရဲ့ဒီကျမကြီးခေစံတခြားလုံးအစအလေအဆုံးကိုပေါ့နော်။အဲဆရာမတို့ကဒီ one stop service ဆောင်ဝင်နေကိုရိုင်းဦးစီးပြီးတော့အကြံဉာဏ်ပေးဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်။ဒီဆောင်ရွက်မှုတွေဝန်ဆောင်မှုတွေအားလုံးကတော့အခမဲ့ပဲဖြစ်ပါတယ်။ First of all thank you travelpatient.com Dr. Kong and the team မိပွဲရုပ်တယောက်ပြီးတော့ဆရာ UAD Neurosurgery ပေါ့နော်အောင်းအောင်းနဲ့အောင်ကျော်ဆိုင်ရာခွင့်ဆိုင်မှုနယ်ပယ်ကိုကျွမ်းကျင်ရင်းနှီးကျွမ်းကျင်မှုအတွက်ကိုလာရောက်ပြီးတော့အာတက်ရောက်လာကြရဲဟိုလူနာရီကုံလုံးကိုလည်းဆရာကျေးဇူးတင်စကားပြောနေရပဲဖြစ်ပါတယ်ဆရာကြီးနာမည်ကတော့ဆရာကြီး Professor Dr. Dr. Jisin ဖြစ်ပါတယ် I have held uh, some important positions like president. Past president အနေနဲ့ထိုင်ဆောင်နေရတော့အိန္ဒိယနိုင်ငံရဲ့အုံနောက်နဲ့အောင်ကျော်ဆိုင်ရာ society နဲ့ဒီလီမြို့မှာရှိတဲ့အုံနောက်နဲ့အောင်ကျော်ဆိုင်ရာ society အိန္ဒိယမြို့ရဲ့ Cerebral vascular society မှာဆက်ရှင်နေတဲ့ depression အနေနဲ့တောင်းဝန်ထမ်းဆောင်ခဲ့ရပဲဖြစ်ပါတယ်။ အော်ရှိရဗျာဟိုအဓိကကျွန်တော်တို့ကပြီပောက်ကိုပို့လိုက်နေဆိုပေမဲ့လည်းပြီပောက်ပို့ပြီးပြန်လာပြီဆိုတော့ねပြီးသွားတဲ့ဟာမဟုတ်ဘူးဗောနော်။တัวလူနာအများတန်း follow up တွေရှိရဲ။အဲကျွန်တော်တို့ပြရမယ့်ဟာတွေဆက်ရှိရဲဗောနော်။အဲဒီ local မှာလည်းကျွန်တော်တို့ပြန်ရောက်ပြီဆိုလို့ရှင်လည်းဆရာတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ်တိုင်ဗောနော်ကျွန်တော်တို့ patient တွေကို live ပြပေးတယ်။အဲလိုအပ်တဲ့ follow up တွေ treatment တွေပြီးရင်အချိန်မီးတို့ဆရာဟိုညီမတို့ကဟိုမှာဆေးလေးမာခြင်းလို့အဲအဲ့လိုမျိုးတွေအစားကျွန်တော်တို့အစားဆုံးအကုန်လုံးစောင့်ရပေးတယ်ဗောနော်။ဟုတ်။ all of you Thank, Thank you for inviting me ဟုတ်ဆရာကြီးကအားလုံးပဲဟိုမင်္ဂလာပါပေါ့နော်မင်္ဂလာနေ့လေးကတော့ဗောဒီအားလုံးရှင်းကစကားပြောရတဲ့အတွက်ဝမ်းသာပါတယ်တဲ့ကျွန်တော်တို့ဒီ mass hat တွေကကျွန်တော်တို့ဒီ vision တွေအဲ mission တွေလုပ်ပြီးတော့ကျွန်တော်တို့ဒီကမ္ဘာဆင်ပြီး hat ရဲ့ service တွေကိုပေးနေတဲ့ဈေးရုံတစ်ခုဖြစ်ပါတယ်အဲတခြားအာဒီကျွန်တော်တို့ hat ရဲ့ standard တွေနဲ့နိုင်ရှင်းတာမျိုးပေါ့ဗျာကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်တဲ့အဲ hat ရဲ့ဈေးရုံတွေလည်းပဲကျွန်တော်တို့နိုင်ရှင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ဟိုဝန်ဆောင်မှုပေးနေရရှိပါတယ် ဆမ်မရိုကဒီ travel budget တကုန်းကိုစတင်တည်ထောင်လာတာဆိုလို့ရှိရင်တစ်နှစ်ကျော်ကာလရှိပြီပေါ့နော်တစ်နှစ်ကျော်ကာလအတွင်းလေးမှာပဲဆမ်မရိုတွဲပေးလိုက်ရတဲ့လူနာပေါင်းများစွာရှိရယ်လူနာပေါင်းများစွာတွေကလည်းသူတို့ခံစားနေရယောဂဝေဒနာတွေသူတို့မထင်မှတ်ထားလောက်တဲ့အထီကိုတက်တာသွားတယ်ဆိုတော့ feedback လေးလည်းပြန်ရရယ်ပေါ့နော်နောက်ပြီးတော့ဒီဆမ်မရိုရဲ့ service နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းဆယ်ဝန်တွေကိုယ်တိုင်နဲ့ဆွေးနွေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ confidence ရှိရယ်နောက်တစ်ခုကဒီလိုအပ်တဲ့ hotel အပြောင်းရွှေ့လုပ်ချင်တာအစပေါ့နော်ဘာလေးပဲလိုအပ်လို့ဆမ်မရိုကတိတ်ချလေးဒီ point of contact လေးထားပေးပြီးတော့ဆောင်ရွက်ပေးရ ဖြစ်တဲ့ကြောင့်မို့လို့လူနာတွေအတွက်ပို့ပြီးတော့ကိုယ်တိုင်စီစဉ်တာအထက်ကို convenient ပို့ဖြစ်တာကိုတွေ့ရတယ်။နောက်တစ်ချက်ကဒီလိုမျိုးပို့ပြီးတော့ convenient ဖြစ်တဲ့ဆိုပေမဲ့အာဒီကုန်ကျစရိတ်ကတော့လုံးဝပို့သွားမျိုးမရှိဘူးပေါ့နော်။ဘာလို့ဆိုဆရာမတို့ကဒီ free of charges အာ surface ကလုံးဝမယူဘဲနဲ့ပေါ့နော်အခမဲ့ဆောင်ရွက်ပေးရပဲဖြစ်လို့ဖြစ်ပါတယ်။ဟုတ်။အဲကျွန်မဖြစ်တဲ့ယောဂါကတော့အရေပြားထူလေးပန်းတာပေါ့။ systemic supposing လို့လည်းခေါ်တယ်စကေလိုဒါမှလို့လည်းခေါ်ပါတယ်အိန္ဒိယမှာကျတော့ ထက်စရာလည်းမလိုဘူးအဲစင်းပဲတွင်းုံငယ်ရတယ်ဆိုပြီးတော့စင်းငါးလုံးတွင်းခဲ့တယ်တွင်းခဲ့ပြီးတဲ့အခါမှာလည်းလူကအရန်အဆင်ပြေတယ်ပြေပြီးတဲ့အခါကျတော့ဒီမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အခါမှာလည်းဒီဆရာတို့ကပဲအခုယနေ့အချိန်အထိကိုဒီမိသားစုသက်ွယ်ပေါ့နော်ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီးတော့စောင့်ရှောက်ပြီးပါတယ်အကြောင်းလို့ဆရာတို့ဒီဆရာမျိုးတီဟာနဲ့တကွာဒီ travel vision team တစ်ခုလုံးလည်းအရန်ကိုကျေးဇူးတင်ပါတယ် 继续吧。 ဟုတ်ကဲ့ပါဆမတို့ဒီကျမိုင်နဲ့ပတ်သက်ပြီးတော့အခမဲ့ဝန်ဆောင်မှုတွေပေးနေတဲ့ travelpatient.com ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့39669211646439ကိုအချိန်မရဆက်သွယ်ပြီးတော့ Viber ကနေပဲဖြစ်ဖြစ်ဖုန်းကောလေးနဲ့ပဲဖြစ်ဖြစ်မေးမြန်းလို့ရပါတယ်။နောက်ပြီးဆမတို့မှာ social media platform လေးလည်းရှိပါတယ် TikTok မှာဆိုလို့ရှိရင်လည်းဆမတို့ကျမိုင်နဲ့ပတ်သက်တဲ့ဘဝတုတရဆရာလေးတွေကိုအမြဲမပြတ်မျှဝေပေးနေပါတယ် Facebook page မှာလည်း follow လုပ်ထားလို့ရပါတယ်။အကယ်လို့ကျမိုင်နဲ့ပတ်သက်ပြီးတော့တစုံတရာသိချင်တာရှိရဆိုလို့ရှိရင် travelpatient.com ကိုအရင်ဆုံးတတိယပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်။